ြည့်နေနေတာသူကနော်တရားဥမေတရားဥမေဆိုတဲ့လူอ่ะသူများမမြင်တဲ့မှန်ကန်တဲ့အတွေ့အခေါ်မျိုးသူမှရှိနိုင်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အကောင်းဆုံးသက်သေတစ်ခုပြရတယ်ရှိတယ်တင်းချင်းကိုစဉ်းစားတဲ့လူကတာမန်လူတွေရဲ့ဉာဏ်ပညာထက်မြက်တယ်ဆိုတာအဲ့ဒီအကြောင်းအရာကပေးသဘောတူတော်တော်အလုံးတည်ပြီးသားဖြစ်နေတယ်ဘယ်အကြောင်းအရာဉာဏ်ဖြစ်မဲ့ထင်တော့ရှက်ကန်းတယ်မာလေးဆိုရင်အလုံးတည်မဲ့ထင်ပါတယ်တည်တယ်မဟုတ်လား ော်ရကန်းတယ်မလေးကမြတ်စွာဘုရားကအာလူဤပြည်ကိုရောက်လာတော့မရဏနုဒတိကမထံတည်ခြင်းကိုမမေ့သင့်ဘူးလို့ဟောခဲ့တာလေအဲ့မှာ तू ကကြံတဲ့လူတွေကမေ့တယ် तू ကမမေ့ဘူးဘလောက်ကြအောင်မမေ့တော့ဆိုတော့ तू ဘလောက်ကြအောင်ဒါကိုတတိယရနေတော့ဆိုတော့ခုနှစ်နှစ်လောက်ကြအောင် तू တတိဆွဲမြဲထားတယ်ဒီနေ့တရားလိမ့်မယ်တတဝါဘယ်သူပဲဖြစ်ဖြစ်ဒီလူတွေတရားမဲ့လူတွေဟုတ်လားကျန်တဲ့ကိစ္စဘာမှမတည်ကြဘူးဒီကိစ္စအလွန်တည်ကြတယ်ဟုတ်လားအဲ့ဒါကို तू ကမမေ့တဲ့အတွက်ကြောင့် ဟောမြတ်စွာဘုရားနောက်တစ်ချိန်ပြန်ရောက်လာတော့သူမြတ်စွာဘုရားရှိတဲ့နေရာရောက်လာတယ်။နောက်ဖေးအေးဒီသွားဖို့ရကန်းယုံသွားဖို့ရဖောက်တောင်းလေးပိုက်ပြီးတော့ရောက်လာတယ်။အဲ့ဒါမြတ်စွာဘုရားက "तू မရောက်သေးလို့တရားဘုမဟော။ तू ရောက်လာပြီလဲဆိုတော့မှမြတ်စွာဘုရားကလေဘင်းတော်ကိုဆန်တန်းပြီးတော့သူ့ကိုအရေးယူတယ်ပေါ့။အဲ့ဒီအချိန်မှာမြတ်စွာဘုရားနားမှာတတိတကျွဲလေးဟောမျက်နှာကြီးကြီးအများကြီးရှိမယ်ပေါ့။ဒါပေမဲ့မြတ်စွာဘုရားကအဲ့ဒါတွေကိုဂယုဆိုင်တာမဟော။အဲ့ဒီအမျိုးသမီးရဲ့စိတ်ထဲမှာမမေ့တဲ့တတိတရားကြောင့် အတိညာဟာအလွန်ရင့်နေပြီဆိုတာမြတ်စွာဘုရားသိတယ်။ဒါကြောင့်မလို့မြတ်စွာဘုရားကချစ်သမီးခုဘယ်ကလာတော့လို့မေးတယ်။ဘယ်ကလာတော့လို့မေးတော့ဘလို့ဖြေတော့။အေးဒါလူတိုင်းသိတဲ့အကြောင်းအရနော်။ချစ်သမီးဘယ်ကလာတော့ဆိုဘလို့ဖြေတော့မသိပါဘူး။ဘာလို့သူကမသိပါဘူးလို့ဖြေတော့ဆိုတော့ရဲဖောက်တောင်ကြီးကင်ပြီးတော့လာတာအိမ်ကလာတယ်ဆိုတာဘုရားသိတာပေါ့။တာမန်လူတောင်သိနိုင်တယ်ဘုရားမပြောနဲ့။အဲ့တော့ဘယ်ကလာတော့လို့မေးတာဟာဒီတာမန်ကိစ္စကိုရည်ရွယ်မေးတာမဟုတ်ဘူးလို့သူသဘောပေါက်တယ်။ သူ့မှာဒီအတွေးရှိတယ်အဲ့တော့ဒါထူးခြားတယ်ဆိုတော့ငါ့ကိုဘယ်ဟာလာလဲလို့မေးတာဟာဘယ်ဘဝကလာလဲလို့မေးတာ ਨੇ တူတယ်သူအမှန်တိုင်းသိတယ်တည်ခြင်းကိုစဉ်းစားတဲ့ပုံကိုယ်တည်တာ ਨੇ ဘဝတည်ဒီလိုပဲဘဝဖြစ်တယ်သေတယ်နောက်တစ်ဘဝတစ်ခုထပ်ဖြစ်မယ်ပေပြန်တယ်နေလိုက်သေးလိုက်နေလိုက်သေးလိုက်နဲ့ဒီလိုသွားရတယ်ဆိုတော့သူ့စိတ်ထဲမှာဒီဘဝတန်တရားကိစ္စကဟိုအလွန်မှရင်းနှီးကျွမ်းဝင်နေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့တော့ तू ကဘယ်လိုဖြေလိုက်တော့ မသိဘူးဒါဘယ်ဘွားကလာတာလဲလို့မေးတာတကယ်ကလည်းအဲ့ဒါ तू မသိဘူးဒါကြောင့်မသိဘူးလို့ဖြေတာဒါပေမဲ့သူ့ရဲ့အသိဉာဏ်မျိုးပပေးတတ်မှာမရှိဘူးအဲ့တော့ဒီကလေးမှဘာလို့ပြောလဲမသိဘူးပေါ့ဟောနောက်တစ်ခါထပ်မေးတယ်ချက်သမီးဘယ်သွားမှလဲဟောမသိပါဘူးနော်ရေကန်းရုံသွားမယ်ဆိုတာမြတ်စွာဘုရားမတိပဲနေမှာမဟုတ်။ဒါပေမဲ့အဲ့ဒီကိစ္စကိုရည်ရွယ်မေးတာမဟုတ်။တည်ခြင်းတပါတရားကိုစဉ်းစားနေတဲ့လူဆိုတော့အော်တည်ပြီးရင်တန်အားလို့ဆိုတော့ဘယ်ရောက်ရမလဲ။မမတိပါလား။ဒီအတွေးကလည်းသူ့မှာရှိတယ်။အဲ့ ဒါကြောင့်မလို့ဘယ်သွားမှာတုံးဆိုတော့မသိပါဘူးဘယ်ဘဝကိုရောက်မှာဆိုတာမသိဘူးဆိုတာကိုရည်ရွယ်ပြီးတော့ပြောတာဟုတ်လားအဲ့တော့မြတ်စွာဘုရားကတတိယဗာဆက်မေးတော့မသိဘူးလားဟောစိတ်သမီးသင်မသိဘူးလားမသိဘူးလားဆိုတော့ဘယ်လိုပြောတော့သိပါတယ်ဘာသိပါတယ်လို့ဆိုမသိဘူးလားဆိုတာကသင်သိရမယ်ဆိုတာမသိဘူးလားလို့မေးတာဒီလူတိုင်းသိနိုင်တဲ့ကိစ္စဒီကိစ္စကိုသင်မသိဘူးလားလို့မေးတာအဲ့ဒါကြောင့်ဘာပြောတော့ အဲ့ဒါတော့သူသိပါတယ်တဲ့သိရမယ်ဆိုတာတော့သိပါတယ်အဲ့တော့စရုဒ္ဓဘာဆက်မေးတော့သင်သိသလားလို့မေးတယ်နော်မသိဘူးလားဆိုတော့သိတယ်ခုသိသလားလို့မေးပြန်ပြီအဲ့တော့သိသလားဆိုတော့မသိပါဘူးလို့ဖြေရတယ် ဲ့ဒါကဘာလို့ဆိုတော့တိဒနာဆိုတော့ဒါစစ်စစ်ပေါက်ပေါက်မေးလာပြီတေးရမှမတိဘူးလားဆိုတော့တိတယ်ဒါပေမဲ့တိဒနာဆိုတာကဘယ်ချိန်တေးရမလဲဘယ်ယောဂနဲ့တေးရမလဲဘယ်ပုံစံနဲ့တေးမလဲတိချင်းတေးရနဲ့ပတ်သက်ပြီးတော့အသေးစိတ်တိနိုင်သလားလို့မေးတာအဲ့ဒါကြတော့တိနိုင်သလားမသိနိုင်ဘူးမသိနိုင်တဲ့အတွက်ကြောင့် तू ဟာပြီးရင်နိုင်ပိုင်းအတွက်မှသိမှာပဲတကယ်တမ်းကတော့ဒါပေမဲ့အဲ့ဒီအချိန်မှာ तू မသိပါဘူးတကယ်လည်းမသိဘူးသိရမယ်ဆိုတာသိတယ်သူ့အဖေရဲ့ ။ဟောရက်ကန်းကိုဆွဲလိုက်လို့လွန်းတဲ့ရင်ဘတ်ကိုထိုးခံရပြီးတော့သိရမယ်ဆိုတဲ့အချင်းရာကိုတော့သူမသိဘူး။ဒါပေမဲ့မြတ်စွာဘုရားကတော့အဲ့ဒါကိုကြူပြီးတော့သိနေပြီ။ဟုတ်လား။ဒါပေမဲ့သူကသိသလား။မသိဘူး။အဲ့လိုမြတ်စွာဘုရားကမေးတာကိုအမှန်တိုင်းသူဖြေနိုင်တယ်။ကျန်တဲ့ပိဿံတဘောမပေါအောင်။အဲ့တော့အကုန်လုံးကဝိုင်းပြီးတော့ကဲရရတယ်ပေါ့။နော်ဒီကလေးမှမြတ်စွာဘုရားကိုချီချင်းကန်းကမပြောဘူး။အဲ့မှာမြတ်စွာဘုရားအလုံးကိုတိတ်အောင်တကောတော်နဲ့စီမံရတယ်ပြီးတော့မှမြတ်စွာဘုရားအကုန်ရှင်းပြတယ် အဲ့လိုရှင်းပြန်ပြီးတော့ဂါထာလေးတခုဟောတယ်အန္တိဘူတောအယံလောကောတနုကိတ္တဝိပတ္တိအကုနောဇာလမုတ်တော်ဝါအဘောတကာယကိစ္စတိတဲ့အန္တဘူတောအယံလောကောလောကကြီးဟာတကယ်တမ်းကတော့မမြင်ရတဲ့နော်အကန်းသဘောသာဖြစ်တယ်တဲ့အများစုဟာမမြင်ကြဘူးပေါ့အမှန်ကိုမမြင်ကြဘူးမြင်အောင်လက်သိပ်ပြီးတော့မကြိုးစားအောင်မမြင်တာကမြင်နိုင်တဲ့အစွမ်းမရှိလို့မမြင်တာတော့မဟုတ် မြင်အောင်မကြိုးစားလို့မမြင်တာကြိုးစားမယ်ဆိုရင်မြင်နိုင်တဲ့အစွမ်းရှိတယ်ဟုတ်လားဒါပေမဲ့မကြိုးစားရတော့မမြင်ဘူးပေါ့ဟုတ်လားတဏှုကိတ္တဝိပတ္တိတဲ့နည်းနည်းလေးသောပုံကိုယ်တွေကလည်းအမှန်တိုင်းမြင်ကြတယ်တဲ့မမြင်တဲ့လူလုံးဝမရှိဘူးတော့မဟုတ်ဒါပေမဲ့အလွန်နေတယ်တဲ့နော်တကုဏောဇာလမုတ်တော်ကအဘောတက္ကရာကိရှိတိမုတ်ဆိုးရဲ့ပိုက်ကွန်ကလွတ်ထွက်နိုင်တဲ့နှက်ဆိုတာအလွန်နေတယ်တဲ့အဲ့ဒါလိုပဲကောင်းရမြတ်ရာရောက်သွားကြတယ် မကောင်းတဲ့နေရာကနေလွတ်ထွက်နိုင်တဲ့လူဆိုတာတတ္တဝါဆိုတာအလွန်နေတယ်လို့မြတ်စွာဘုရားအဲ့လိုဟောတယ်။အဲ့ဒီမှာဒီကလေးမလေးဟာသောတပတ္တိမဉ္ဇဉ်ပုံဉ္ဇဉ်ကိုရတယ်။အဲ့တော့ဦးဇင်းတို့ပြောနေတာကဒီကလေးမလေးဟာတေခြင်းတရားကိုသူမမေ့တဲ့အတွက်ကြောင့်တာမန်လူမမြင်တဲ့အမြင်မျိုးကိုမြင်တယ်။တာမန်လူမတွေးမိတာကိုတွေးမိတယ်။တာမန်လူထက်သူအများကြီးဉာဏ်ပိုင်းဆိုင်ရာမှာမသာဟုတ်လား။ဟာလေ။အဲ့ဒါကသူကတေခြင်းတရားကိုစဉ်းစားတဲ့ဒီအပမာဒရဲ့ အစွမ်းတတိကြောင့်ပဲဉာဏ်ပညာဟာဖြစ်လာတာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်။ဒါကြောင့်ပေးတဲ့ပေါင်းတော်တို့အပမဒဆိုတဲ့မင်္ဂလာတရားနဲ့ပြည့်စုံအောင်ကြိုးစားရမယ်။ဒါနာကိုမမေ့ရဘူး၊ဒီလကိုမမေ့ရဘူး၊တမာတိပညာကိုမမေ့ရဘူး။အထူးသဖြင့်မိမိခန္ဓာရဲ့သဘာဝတရားတွေဖြစ်တဲ့အနိစ္စဒုက္ခအနတ္တကိုမမေ့ရဘူး။အထူးသဖြင့်တနေ့တစ်ချိန်မှာပြည့်စည်ရမယ်ဆိုတဲ့တည်ခြင်းသဘောတရားကိုမမေ့တဲ့ဘူး။ ဟုတ်လားဒါကအသေးကြီးသေးတဲ့အပြက်ကြီးပြက်တဲ့အပြက်ကိုပြောတာနော်တကယ်တမ်းကတော့ဘဝမှာဒလဇက်သေးဆုံးလိုက်နေတယ်ဒလဇက်ပျက်စီးလိုက်နေတယ်ဒလဇက်ကုန်ဆုံးလိုက်နေတယ်ဆိုတာလေအလွန်မှတော့ထင်ရှားတယ်လို့ထင်ပါတယ်စောတုံးကအနေထားလေးတွေပြန်ရချင်လို့မရတော့ဘူးမရှိတော့ဘူးမရှိတော့ဘူးနော်တီလာပေတုံးကအနေထားပါမှမရှိတော့ဘူးအကုန်လုံးဟာပြီးပြီးပြက်ပြက်ပါပဲဖြစ်တယ်ပြီးတယ်ပြက်တယ်မရှိတော့ဒါမဲ့အစ်စ်အစ်စ်ဆက်ဆက်ပြီးတော့ဖြစ်တယ်ဒီလိုနဲ့ဒလဇက်သွားနေတာ ုတ်လားဒါအလွန်မှထင်ရှားတဲ့အနေအထားပါတကယ်တမ်းကတော့သို့တော်လည်းပဲဒကာမတို့ဦးသိန်းတို့တွေကအလွန်တိလွယ်မြင်လွယ်တဲ့ဒီပြီးဆုံးခြင်းသဘောတရားတွေကိုတတိမရရအောင်ပေါ့ကိုယ်အတွေးတွေနဲ့ကိုယ်ကိုယ်စိတ်ကူးတွေနဲ့ကိုယ်မျောပြီးတော့လိုက်သွားကြတာမရှိဘူးလားရှိတယ်အေးဒါကြောင့်တိတင့်တိလိုက်တာကိုမတိကြရတာဘာကြောင့်တိတင့်တိလိုက်တာကိုမတိတော့ဆိုဒီတတိမရှိလို့ပဲဟုတ်လားဒါကြောင့်အပ္ပမဒမင်္ဂလာကတော့ပြည့်တဲ့ပြောမယ်ဆိုရင်ကုံမှာ မဟုတ်သူ့ရဲ့အကျိုးကျေးဇူးကအလွန်ကြီးမားတာ哦နော်ဒါကြောင့်ဦးဇင်းတို့ဘောဓလမင်းကြီးကပြစ္ဆုတ်မှန်လဲချမ်းသာဖို့တန်တရားလဲချမ်းသာဖို့အတွက်အကျိုးစီးပွားနှစ်ခုကိုပြီးကြီးနိုင်တဲ့တစ်ခုတည်းသောတရားဆိုတာရှိသလားလို့မေးတယ်အကျိုးစီးပွားကနှစ်ခုအခုလည်းပဲကောင်းရမယ်နောင်လည်းပဲကောင်းရမယ်ဒါပေမဲ့လိုရမှာကတော့တစ်ခုတည်းအဲ့ဒီတစ်ခုတည်းရှိသလားအဲ့တော့မြတ်စွာဘုရားရှိတယ်တဲ့အဲ့ဒါဘာတော့ဆိုတော့ဒီပတိဆိုတဲ့အပမာဒပဲလို့ဖြေတာ နော်ဒါကြောင့်ပေးသဘောင်သူတော်ကတို့အပမာဒမင်္ဂလာနဲ့ပြည့်စုံအောင်ကြိုးစားအထောက်အကြဖို့မလိုဘူးလားလိုပါတယ်ဒါကြောင့်ဒီကနေ့ပြောတဲ့မင်္ဂလာသုံးပါးကအလွန်မှအရာကျယ်တဲ့မင်္ဂလာတရားတွေဖြစ်တယ်နော်အာရတိဝိတတိပါပါမကောင်းမှုမှစိတ်နဲ့ရှောင်တဲ့အာရတိနော်ကိုယ်နဲ့နှုတ်နဲ့ရှောင်တဲ့ဝိတတိဟောနှစ်မျိုးပိုင်းပြီးတော့နားလည်ရမယ်နော်အာရတိစိတ်နဲ့ရှောင်တယ်ဝိရတိကိုယ်နဲ့နှုတ်နဲ့မဖြစ်အောင်ရှောင်တယ်ဒါမင်္ဂလာတစ်ပါးဟုတ်လားပြီးတော့ မိဇပါဏာစတန်ရမောအမျိုးမျိုးသောအကျိုးမဲ့တွေကိုဖြစ်စေတဲ့တည်ရည်ရတောက်တုံးချင်းကရှောင်ကျင်ခြင်းတွေလည်းမင်္ဂလာတရားဟုတ်ရလားအေးအခုမှတော့အပမာဒဓမ္မေတုကုသိုလ်တရားတို့၌အပမာဒောမမေ့တဲ့တတိတရားဟုတ်လားအဲ့တော့ဘေးသာပေါင်းသူတို့ကတော့မင်္ဂလာတရားတွေနေ့ညပဲပါတော့များတော့မှာနော်